နိုင်မင်းစတိုရီ channel ကိုအားပေးနာစေနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစာရည်သူဆရာကြီးနန်းဆက်ရောင်ရေးသားထားတဲ့ရုပ်ပြောင်းရုပ်လွယ်အတတ်ပညာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နဲ့ခဲ့ပြီးတော့ဇာတ်လမ်းတွေများစွာကိုမလွတ်တမ်းခန်းစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကဘီနာ ကလူဒီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာအင်းမြော်ရီရာသီဥရူရဲ့တကူရောနက်နက်မှာအသက်30ဝန်းကျင်ရှိအယံမြင့်မြင့်ပလာကောင်းကောင်းနဲ့အဲလဘရစ်ကရှီယွန်ခီသွားကားတစ်စီးကိုဒန်နွာတစ်တော်အတွင်မောင်းနေလျက်ရှိနေပါရီသူကကာနာယာခရံရဲ့တည်တော်ဝင်ထောက်ဖြစ်ပြီးတော့ဒန်ဝါမှာတခြားသောအင်္ဂလိပ်တည်တော်အရာရှိများအိန္ဒိယအရာရှိများ သူတို့နဲ့တွေ့ဆုံရန်ခရီးထွက်လာခဲ့ခြင်းဖြစ်ပါရင်သူကလည်း guest house နံမြောက်ပေါ်ကိုရောက်ရှိလာပြီးတော့ကျေပြင်းတဲ့လွင်ပြင်ကို နောက်ထပ်မိုင်20ထပ်မနေသွားရပါဦးမယ်။အဲဒီခရီးလမ်းကိုသူကလည်းကောင်းစွာကျွမ်းကျင်နေပြီဖြစ်ပါရင်လွင်ငယ်တဲ့တရင်တစ်ပတ်၄-၅ပတ်ခန့်ကသူနဲ့အင်္ဂလိပ်လူမျိုးမိတ်ဆွေတဦးကအဲ့ဒီလမ်းအတိုင်းမောင်းလာခဲ့ပြီးတော့ကွေးတကွေးမှာတော့ကြောင်တကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ရပါသေးတယ်။ကြောင်ကလည်းတစ်ချက်ဟိမ့်ပြီးတော့တစ်ဖက်ကိုရှောင်းသွားခဲ့ပါရင် bridge ကလည်း ကားရဲ့အမြန်နှုံးကိုမြင့်တယ်ပြီးတော့ကားကိုအပြင်းမောင်းလာခဲ့ပါရီရေးတမိုင်ကမ်းမှာတော့ဒေါ်ရီမာထင်းခွေနေတယ်ဒေါ်ရီမာထင်းခွေနေတယ်ဒေါ်သူမိမချင်းနှစ်ယောက်သုံးယောက်ကိုတွေးခဲ့ပြန်ပါရီသူတို့ကလည်းရှုံးရင်တကြီးနေအရင်နာတဝိုက်မှာဂျားတကောင်ရှိနေတဲ့ဖြင့်သူတို့ရဲ့ကားပေါ်ကိုတက်ပြီးလိုက်ခဲ့ကြရအောင်လို့အော်ဟစ်ပြောဆိုလိုက်ရအောင်အဲ့ဒီမိမများကသူ့ရဲ့ဖိတ်ခေါ်မှုကိုအပြုံးနဲ့ပယ်ချခဲ့ကြပါရီသူတို့ကပြောလိုက်ပါသေးတယ်အော်ဟိုเจ้าကြီးကိုပြောတာလား နေတိုင်းတွေ့နေရပါပဲသူကဘာမှရံမပြုတ်ပါဘူးတကောင်းမှလေလူတွေကိုဒုက္ခမပေးပါဘူး break ကလေအထက်ပါအဖြစ်ပြက်ကိုပြန်လေတရေရပြီးတော့ပြုံးလိုက်ပါရင်ပြီးရင်နောက်မှာတော့သူတို့ရဲ့ဘေးဘက်ဝင်းချင်မှာရှိတဲ့တပင်ကြီးများကိုကြီးလိုက်ပါရင်အဲ့လိုမျိုးသူမောင်းနေသွားရမယ့်လမ်းကြောင်းနဲ့ပိတ်ဆို့နေတာကိုတွေ့ရပါရင်အဲ့အချိန်မှာပဲသူတို့ရဲ့အခြေဘက်မှာရှိတဲ့မြက်ကင်းပုံကိုအင်္ဂလိပ်လူမျိုးတအူထွက်ပေါ်လာပါရင် သူမှာတော့အုတ်ထုတ်လေးမပါရှိပါဘူးဝိစင်ထားတာကလည်းသူစမ်းနဲ့မိကိုရောင်ပိစားတစားဖြစ်နေပြီးတော့ဟောင်းနှန်းတော်လေးပုံကြပန်းကြနာလေးအကြမ်းခဲနဲ့ဝိစုံတစုံဖြစ်နေပါရဲ့အဲဒီတော်ကြီးမြမေးတဲ့မှာဒီလူတွေပါရီလုံနေပါတယ်လေလို့ရေကလည်းတွင်းနေမိပါရဲ့သူကလည်းအဲ့ဒီသူရဲ့အနီးကိုရောက်ရှိလာတဲ့အခါမှာတော့ဂေါဂိုဘရိတ်အုပ်ပြီးရက်လိုက်ပါရဲ့ အနီနောက်သို့ရောက်လာတဲ့အခါမှာအိတ်သူရဲ့ကိုလုံးကိုပေါက်ထူးခြားပုံကိုဘရိတ်ကတတိပြုမိပါရီသူကအရက်အမောင်၆ပေနှင့်လက်မကန်ရှိတော်လေသူရဲ့ခြေလောင်းများကလည်းတူနေပါရီသူရဲ့အရက်စာနဲ့လျင်တော့အကျိုးစားလုံးဝမကြပါဘူးတပတ်မှလေခြေစံလက်ဆံတူမှုကြောင့်သူရဲ့ခန္ဓာကိုယ်ကကြောင်ကောင်ကဲသို့လှပပြီးတော့ချက်တည်ရှိနေပါရီဘရိတ်ကလည်းအဲ့ဒီလူကိုယဉ်ကျေးစွာနဲ့ဟယ်လိုဘာပြောလို့လဲကျွန်တော်ဘာကူညီပေးရမလဲဗျာ လမ်းပြောင်းနေပြီထင်တယ်။အဲ့လိုမျိုးနှုတ်ဆက်လိုက်ပါရင်အဲ့ကလူစိမ့်ကတာယာယဉ်ကျေးတဲ့လေတန်းနဲ့ပြန်ပြေးလိုက်ပါရင်မဟုတ်ပါဘူးလမ်းမပြောင်းပါဘူးကျွန်တော်ဒီတော့ကိုကျွမ်းကျင်ပါရင်ပြီးတော့လေဒေသဆိုင်ရာလမ်းညွန်မျိုးကိုလည်းရှိပါရင်ကျွန်တော်ကတော့တောပြေထွက်လာတာပါအခုကကျွန်တော်စကန်ကိုပြန်မလို့ပါစကန်ကတော့ဆက်မှာဆိုတော့နည်းနည်းလှမ်းနေလို့ကားကြုံလိုက်ချင်လို့ပါအဲ့လိုမျိုးပြန်ပြေးလိုက်ရာ brush ကလည်းရင်းရင်းနီးနီးလေတန်းမျိုးနဲ့ ဟိုရတာပေါ့လာပါအပေါ်တက်ပါကျွန်တော်ပြောပြပါမယ်အခုကျွန်တော်တို့အရှိနမိုင်လောက်မှရှိတဲ့မြင်းကြီးကိုမောင်းမယ်ဟိုနေရာညောင်းမှမနှက်စာစားကြမယ်ကောင်းနောက်ပိုင်းမှစားစရာချင်းတော့ပါလာတယ်ခင်ဗျားပါဝင်စားရင်တော့ပျော်စရာရှိပါပဲဗျာတိတ်ကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကစာပိုင်းပါကျွန်တော်ကလည်းတက်ရင်80နှစ်ကပါလွန်ခဲ့တဲ့3နှစ်ကကျွန်တော်ပြင်ဆင်ယူလိုက်ပါတယ်အခုတော့အားရအတွက်တက်ခတလီတော့ပြထွက်တာပါဗျာ ကားကလည်းမကြောင်မီမြေကြီးကိုရောက်လာခဲ့ပါရယ်ဘရိတ်ကားလည်းကားတစ်ကားကိုဖွင့်ပြီးတော့ထွက်လိုက်ပါရယ်ပြီးရင်နောက်မှာတော့စားစရာခြေနှောင်းကိုကားနောက်ဘက်မှထုတ်ပြီးတော့တင်းတော်ရဲကမှုဘောကိုတင်းလိုက်ပါရယ်ခြေနှောင်းထင်းမှာစားတော့ဖေးရအစုံပါရှိပါရယ်ဘိုင်ရှင်ကိုရိုင်းကားလည်းခီးထွက်လျင်တော့ကိုရိုင်းစိတ်ကြိုက်စီစဉ်လေးရှိပါရယ်တဲဘူးကြီးနှလုံးနဲ့လက်မရည်အပြည့်ထည့်ပြီးဖြူပွေးတောက်ပါရိတ်ပကံခွဲရောက်ဇုံခရင်ဓာတ်စုံနဲ့အေးအေးတဲ့ပေးထားတဲ့ချက်သာဝက်ပုံကြောင့်အမေသားပြား စပြေတီချောင်းကိမုံတည်တီများတို့ကလည်းခရီးတရေဆောင်းလုံးမှုတိတ်မှုကိုစောင်းဆိုင်စီးကျနေပါ रे ဘရိတ်ကလည်းချက်တော်ကိုအတုံတုံလှီလိုက်ပြီးတော့မိတ်ဆွေတဲ့လူစိမ်းကိုပေးကျွေးလိုက်ပါ रे အဲ့ချိန်မှာပဲဆာဗိုင်းကလည်းပကံပြောင်းကို အလိုတကြီးယူလိုက်သဖြင့်ဘရိတ်ရဲ့စိတ်ထဲမှာ ဒီလိုတော့ငတ်နေတယ်ထင်တယ်လို့ပဲမြင်လိုက်ပြီးပါသေးတယ်။အမတ်တကယ်ပြင်အဲ့ဒီလူသိန်းကလည်းတမို့တီးခဲ့သူ ဖြစ်ပါရယ်။ဒါကြောင့်မလို့လေ break ကပထမတပတ်ကံမကုံခင်ပါပဲ။သူရဲ့ပထမတပတ်ကံ ကုန်သွားပြီးတော့ဒုတိယတပတ်ကံစာရင်အစင်းသေးဖြစ်နေပါရယ်။အဲ့ဒီနောက်မှာတော့စာပိုင်းကလည်းကြည်လင်ရင်ကြီးတဲ့အတန်မျိုးနဲ့ပြောလိုက်ပါရယ်။ဒီတေတော်ရိမ်မှာတယောက်တည်းခီးသွားရတာမကြောက်ဘူးလား။အဲ့ဒီလိုမျိုးပြီးလိုက်ရ break ကလည်းအံ့ဩစွာနဲ့ပြန်ပြေးပါရယ်။ဟေးဘာဖြစ်လို့လဲ။ ။အင်းလေဒါလည်းအရေးစကားဖြစ်ခြင်းဖြစ်မှာပေါ့။ဒါပေမဲ့တချို့ယုံကြည်စိတ်ချရလောက်တဲ့လူတွေစီကကြားရတာတော့ဒီတဲ့တော်တော်ဝိုင်းမှာကျတဲ့လူသားတွေရှိရတယ်ဗျာ။ရေကလည်းအဲ့ဒီသူကအယူထောင်မှလွတ်လာတဲ့သူများဖြစ်နေမလားလို့စဉ်းစားမိပါရဲ့။ဒါကြောင့်မလို့သူအောင်တိုက်ရိုက်ပြန်မိမဲ့အစားတင်းကြီးစွာပြန်ပြောလိုက်ပါရဲ့။ဟေးကျွန်တော်တို့တကောင်းမှမကြဘူးဘူး။ခင်ဗျားပြောတဲ့ကျတဲ့လူသားဆိုတော့ဘာလဲဗျာ။အဲ့ဒါတွေကတော့သူတို့ပြောင်းကျင်နေစိတ်ရှိတဲ့အခါမျိုးပြောင်းလဲပြလို့ရတယ်။ ယောက်ျားမိန်းမတွေပေါ့ဗျာနောက်ပြီးတော့လူဘွားပြန်ပြောင်းနေကျသိတွေလည်းရှိသေးတယ်ဗျာဘိုင်းဖြစ်ဖြစ်မထူးပါဘူးလေနောက်ဆုံးတော့အတူတူပါပဲမဟုတ်ဘူးလားအဲ့လိုမျိုးပြောလိုက်ပါရင်စကားအဆုံးမှာတော့စာပိုင်းကလည်းဟဲလိုပြီးတော့ပြောလိုက်ပါရင်ဘရစ်ကလည်းအလေးနဲ့စိတ်ဝင်စားစွာပြုလာပါရင်အဲ့လိုလူမျိုးခင်ဗျားလည်းမတွေ့ဘူးမဟုတ်လားဟာတွေ့ဘူးတော့ဗျာကျွန်တော်အသိကံဆိုတော့လွန်ခဲ့တဲ့၄နှစ်လောက်ကတည်းကအဲ့လိုမျိုးမိမတယောက်ကိုလက်ထပ်ခဲ့မိတယ်လေ အိမ်စကားကြားရတဲ့အခါမှာတော့ break ကမျောလင်းထားတာထပ်ပြီးပို့ပြီးတော့အံ့ဩနေပါတော့ရင်ဟာခမြောက်ဟာလေဒါမျိုးတော့ဖြင့်ကျုံနေနဲ့မယုံနိုင်ပါဘူးဗျာစာဝိုင်းအရေးကြီးတဲ့အမှုရာကမပြောင်းလဲပါဘူးအေးလေဒီစကားမျိုးကတော့ရုတ်တရက်ဆိုတော့လက်ခံနိုင်ဖွယ်မရှိပါဘူးဒါပေမဲ့ခမြောက်နားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်အဖြစ်ကိုကျွန်တော်ပြန်ပြောပြခြင်းလေနားထောင်ပြီးမှယုံနာမယုံနာခမြောက်သဘောပေါ့ဗျာဟုတ်ဘူးလားကောင်းပြီဗျာပြောဗျာ လုံးဝချင်းရှင်းနေလောက်တော့ကကျွန်တော်ဟာဘုံမှုအဆင့်ကိုရရှိခဲ့ပါတယ်အိမ်မှာကျွန်တော်လည်းအိမ်တော်ပြုဖို့အချိန်ကြပြီလို့ထင်လိုက်မိပါတော့တယ်တတဲမှာဘိုးကြီးအဆင့်ထက်နေတဲ့သူတွေဟာလူမျိုးတွေများပါတယ်အိမ်တော်ရှိတဲ့ဘိုးကြီးတွေဟာလည်းတိတ်ပြီးတော့မများပါဘူးဒါပေမဲ့ဘုံမှုတွေအနေနဲ့ကတော့ဇနီးရှိဖို့လိုအပ်တယ်လေဒါနဲ့ကျွန်တော်ကလည်းတင့်လျော်တွေအမျိုးသမီးတအုပ်ကိုရှာခဲ့တယ်ယောက်ျားတို့ဟာဇနီးချပြီဆိုရင်တော့အံ့ဩစရာကောင်းတာသူချနေတဲ့ပုံစံရှိတဲ့မိန်းမကိုကြားရင်မပဲတွေ့ရတော့တာပဲဗျာ ျွန်တော်ရဲ့ဘဝအကျင့်ဘဝကို can add data ကဒူလီယာမှာတွေ့ခဲ့ပါတယ်။အဲဒီမှာသူ့ဘေးကမိရထားအရာရှိတူပါ။သူကအနောက်ဘက်မှာရှိနေတဲ့ can add data ကဒေါ်နယ်ကြီးတွေထဲမှာတောလိုက်ဖို့ပြောလာပါတယ်။တကယ်လည်းတောတွေကိုသွားခဲ့တဲ့အခါကျတော့လေသူဟာခါတိုင်းတက်ပို့ပြီးတော့မြူးတူပြောရှင်နေတယ်ဗျ။ပြားရည်ဆိုင်ခီးပြီးတော့ကျွန်တော်တက်ရှိတဲ့မဟောင်းကိုသွားကြပါတယ်။မိုရီကာလာလေးတဖြည်းဖြည်းနဲ့ဂုံလုံးသွားတယ်။အဲဒီမှာပိုလိုတို့ cricket တို့ တဲတဲတို့ကစားရတာလေစစ်တရဲ့ထုံးစံတခုမဟုတ်ဘူးလားကျွန်တော်တို့အားရင်တော့ကစားကြပါရီကျွန်တော်ရဲ့ဇနီးကနေနေတော့မျက်နှာများကျင်နေပြောင်ဒါလေးသိတော့မဆမ်းပါဘူးဗျာသူရဲ့ဘဝဆိုတော့ကလေကျွန်တော်နဲ့လက်သက်ပြီးမှသာ ပြမလောကကိုထိတွေ့ရတာလေဗျာအဲ့ဒီတော့သူကလေလွတ်လပ်တဲ့ဘဝရဲ့အရာတာကိုအစွမ်းကုန်ခံစားနေရှင်ရှာမှာပေါ့ဗျာသူရဲ့အခင်မေအရင်ဒီဆုံးပုံကောကလေအစိုးရရရှိတူပဲသူရဲ့နာမည်ကတော့ Travelian နဲ့နိုင်ငံရေးဌာနမှာလုပ်ပါတယ်သူရဲ့ယာတူကတော့ ဇာဝီလီယန်ရဲ့ပထမလက်ထောက်အရာရှိပဲဇာဝီလီယန်ဟာဗဟိုအိန္ဒိယနိုင်ငံရဲ့ဘရင်ချုပ်ရဲ့ကိုယ်စားလှယ်တဦးပဲပေါ့ဗျာထွဲပဲလီယန်ကလည်းခံကြကြောနဲ့ကိုလုံးကိုပေါ့ခံပြောင်ပြောင်တယောက်ဝဲပြောင်ကျွန်တော်ကိုယ်တိုင်သူ့ကိုတိတ်ပြီးတော့ခင်မင်းတော့ကျွန်တော်ရဲ့ဇနီးနဲ့အခုလိုမျိုးခင်ခင်မိမိနေတော့ကိုကျွန်တော်နေနေလဲနေနေလေးမှသဝေမကြောင်ခဲ့ပါဘူးနိုဝင်ဘာလ6ရက်တော့ဗရေခမ်းမှာရှိနေတဲ့ဇာဝီလီယန်ရဲ့စကမ်းမှာခရစ်စမတ်အားလေးရဲ့ဆေးရက်ကို အဲဒီမှာလာနေဖို့ဖိတ်ကြားခြင်းကိုခံခဲ့ရတယ်။ Travelian ကလည်းကျွန်တော်ကိုအတွက်ဖိတ်ကြားလိုက်တာပဲလို့ကျွန်တော်ကထင်လိုက်မိပါတယ်။ကျွန်တော်ထင်တဲ့အတိုင်းလည်းမှန်ပါတယ်။ဘ ਹੁ အိန္ဒိယကိုစကန်ထွက်ရမယ်ဆိုလို့ကျွန်တော်တို့ကလည်းပြောနေတာပဲဗျ။ကျွန်တော်အနေနဲ့လည်းပထမဆုံးအကြောင်းကိုပြရတော့မယ်လို့တွေးတော်ရင်လည်းပြောနေမိတယ်ဆိုပါတော့ဗျ။အင်းခက်တူတူပြောရရင်တော့အဲဒီစကန်ကို Christmas အကြိုနေ့ညနေပိုင်းမှာရောက်သွားခဲ့တယ်။အဲဒီမှာကလူသိမ့်မများပြီမဲ့ကြီးမားပြီးတော့စိန်ကြရတယ်။ ဒဲကြီးတွေကလည်းအများကြီးရှိပါတယ်။အေယာဝန်ကြီးကခန်းထားနေတဲ့ဒဲကြီးတလုံးကိုနှစ်ပိုင်းပိုင်းထားပြီးတော့တစ်ပိုင်းကလည်းသမင်းစားကန်တစ်ပိုင်းကလည်းအေကန်လှုပ်ထားပါတယ်။ဇောဝီလီဟာအဲ့တဲ့ရှင်ဦးကိုဖိတ်ကြားထားခဲ့ပါတယ်။ကျွန်တော်ပါဝင်သုံးဦးကလည်းဇနီးတဲ့တွေကိုခေါ်လာကြပါတယ်။ခရစ်မတ်နေ့အတွက်လည်းပွဲကြီးပွဲကောင်းတစ်ခုကိုလည်းစီစဉ်ထားပါတယ်။သူတို့ကိုယ်တိုင်ကတော့တိုးပြစ်မလိုက်ပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့သူကဇောဝီလီယန်ကိုလာတွေ့ပါတယ်။ခင်ဗျားတို့အသိလို့လား။ အဲ့လိုမျိုးစာရင်းကလည်းဖြတ်မိလိုက်ပါရင်ဟေးမဟာရာဂျာရီနဲ့ကျွန်တော်ကလည်းအတီကျွမ်းနေပါရင်ခင်ဗျားတို့ကိုတစ်ခါတွေ့ဘူးရင်တော့ဘယ်တော့မှမေးရမှာမဟုတ်တော့ဘူးဗျသူရဲ့ရက်က၆ပြီးရှိပြီးတော့ရုပ်ရည်ယူပကကလည်းတိတ်ပြီးတော့ချုံးမောပါတယ်ကျွန်တော်ရဲ့ဇနီးအနေနဲ့ကျွန်တော်ကလည်းတသက်စီကြည့်ရပါတယ်ကျွန်တော်ကအဲ့ရင်တော့တိတ်ဟုတ်တတော့သူကလည်းတယောက်တည်းအိတ်ချင်တာနဲ့တော့အတော်ပဲဖြစ်သွားပါတယ်ကျွန်တော်တို့ရဲ့အသေးနှလုံးဟာစကန်ရဲ့အစွန်မှာရှိပါတယ် ခရစ်စမတ်ကြတော့ကျွန်တော်တို့အားလုံးဒေဂျီထဲမှာပဲပျပျော်ရွှင်ရွှင်တွေ့ဆုံကြပြီးတော့ပေါမုံမီကင်းချက်ဦးနဲ့လက်ဘက်ရည်ကိုတောက်ကြရင်းနဲ့တဲဦးနဲ့တူပျော်ရွှင်တဲ့ခရစ်စမတ်ဖြစ်ပါစေလို့ဆုတောင်းပေးနေကြပါတယ်ပြီးတော့ခီးမှထွက်တယ်လीလက်ကြီးတစ်ခုလုံးလိုလိုပဲမဟာရာဇာရဲ့စင်တွေပေါ်ကပဲစီးပြီးတော့လိုက်ခဲ့ပါတယ်ပထမတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့နှေးကွင်းလုံးပါတယ်တနအီနှစ်မိုင်လောက်ပဲခီးပေါက်ပါတယ် ရောက်ရရှိနေတဲ့နေရာလေးရောက်ရောကျွန်တော်တို့လူစုလည်းရှင်နေဘောကဆင်းပြီးတော့တတ်မှတ်ထားတဲ့နေရာတွေကိုလမ်းလျှောက်သွားကြပါရစေ။ကျွန်တော်တို့ကလူသစ်ဆိုတော့အပြင်ဘက်စကန်မှာနေရာယူရပြီးတော့တကယ်တမ်းပြစ်ခတ်ရတဲ့အထက်မှာမပါခဲ့ဘူး။ဒါပေမဲ့အကောင်ကြီးပြစ်တဲ့ပွဲမှာတော့ကံကလေးစကားပြောတယ်လီ။ရုတ်တရက်ဆိုသလိုပါပဲဗျာ။ဂျီမော်ရီတောင်းရဲကောင်ကြီးရဲ့လေးပြင်တွဲတဲ့ခြေတံကိုကြားရပြီးတဲ့နောက်မှာတော့ကျွန်တော်ရှိနေတဲ့တစ်ပင်အောက်ကမြေပြန့်ပုံကိုကြားတီးကြီးတကောင် ထွက်လာတော့တယ်။ ဂျာကြီးကလည်းအာကောင်မောင်းတန်ရဲ့ပါသူကိုဘောကအစင်းတွေဟာလေတောက်ပြောင်းနေပြီးတော့သူ့ရဲ့အမွေးတွေကလည်းစောင်းလေဆိုတော့အရှိကြီးတွေနဲ့ပေါ့ဗျာကျွန်တော်တို့လည်းသူ့ရဲ့ပခုံးကိုတည်တည်ချာချာချိန်ပြီးတော့ပြစ်ထည့်လိုက်ပါရီဂျာကြီးကလည်းလဲကြတော့ပါရီနောက်တစ်တစ်ချက်ထပ်ပြက်လိုက်ပြီးတော့တနက်ကိုကြီးစမ်းဖြီးနောက်တစ်ကောင်ကိုစောင့်နေပါရီအဲ့ဒီချိန်မှာပဲနောက်တစ်တနက်နှစ်ချက်တန်ကိုကြားလိုက်ရပါရီအဲ့ဒီနှစ်တစ်ချက်နဲ့တစ်ချက်မှာတော့အချိန်တိုလေးပဲချားပါရီအတန်လာတာကတော့ဆော်ဗီလီယန်တို့ဘက်ကနေပြီးတော့လာရိတ်အတန်ပါပဲ သူတို့လည်းကျောင်းတကောင်ကိုရပြီလို့တော့ကျွန်တော်ထင်လိုက်ပါတယ်လीကျွန်တော်တွေးလုံးကလည်းမှန်ပါတယ်တောကျောက်သူတွေတက်လာတော့အတွေ့အကြုံတွေကိုနိုင်ရှင်ကြပါတယ်တောကျောက်တွေရဲ့အထင်းမှာတော့ကြားကြီးတကောင်နေကျောင်းမတကောင်ပါပါတယ်ကျွန်တော်ကလည်းတကောင်ရရမယ်ဆိုတော့စာဝီလီယန်ကတခြားကောင်ကိုရှားတာပေါ့လीခင်ဗျားကတော့အတော်ကံကောင်းနေလူပဲဗျပထမအချိန်ဒေါ်တာတာနဲ့ကြားရတယ်ဆိုတော့အဲ့လိုမျိုး bridge ကလည်းခက်တူတူပြောလိုက်ပါတယ် ဟုတ်ပါရဲ့ဗျာကျွန်တော်လည်းကံကောင်းပါရဲ့အဲဒီညသမီးပွိုင်းမှာတော့ကျွန်တော်တက်ပို့ပြီးပြောခဲ့ရတဲ့ဧည့်သည်မရှိတော့ပါဘူးဒါပေမဲ့အခုတော့ကျွန်တော်ဟာဇလန်ရဲ့အစိုးဘက်ကိုရောက်လာပါပြီခင်ဗျာမကြီးခွေပါဦးနော်ဇာပိုင်းကလည်းမိကုန်းထုံနေရင်းနဲ့ပြောလိုက်ပါရဲ့မကြီးခွေပါဦးဗျာတစိလောက်ဆက်ပြောပါအောင်ကျွန်တော်တိတ်ဆိတ်ဝင်စားပါရဲ့ကောင်းပြီဗျာနောက်တနေ့မနေ့တဲကြီးမှလက်ဖက်ရည်မူမူနဲ့မုံစားကြတော့ကြဗဟုအိန္ဒိယမြင်းတက်ကဟောင်းဝက်ဆိုတဲ့လူငယ် လူငယ်တူကလည်းအကြီးကျယ်တုံတုံလှုပ်လှုပ်နဲ့ပြေးဝင်လာပါရင်သူကဆော်ဝီလီယန်တော်မစင်ကိုဥတီပြီးတော့អော်ပြောလိုက်ပါရင်ဆရာမနီယောကကျွန်တော်တို့တဲတဲကိုချက်တဲ့တကောင်ဝင်လာပါရင်ကျွန်တော်တို့နဲ့ကဲ့ရက်ကထရေဗလီယန်ရဲ့တဲပြင်ပါမရဲ့ခြေအားလမ်းကြောင်းတွေ့ရပါရင်သူရဲ့တကောင်ကြောင့်မဖြစ်နိုင်တာလို့ပြောရတဲ့အတန်တွေထွက်လာပြီးအားလုံးကလည်းချက်တဲ့ခြေရောက်ကိုကြည့်ဖို့ပြေးထွက်လာကြပါရင်တကယ်ပါပဲခြေရောက်ရရှိနေပါရင်ဘဝတန်ရာဖြစ်เสียမှာမရှိပါဘူး စတဲ့ကတိတ်တော့မကြီးနိုင်ပါဘူး။ချောက်ပေခွေခုနှစ်ပေလောက်ဆိုတော့ကတော့အလွန်ဆုံးပေါ့။ခြေရောက်ကြည့်ပြီးတော့ဆုံးဖြတ်ရတာလေ။ဒီเจ้าကိုတယောက်တစ်ပေါက်ပြောကြပြီးတော့ဒီเจ้าကိုတယောက်တစ်ပေါက်ပြောကြပြီးတော့တခြားเจ้าကိုပြောကြပါ။အဲ့ဒီနေ့ကတော့ရေဟုတ်ဘက်ပိုင်းကိုခြောက်ကြသေးပါတယ်။ဒါပေမဲ့ဘာမှမရပါဘူး။နောက်တနေ့မနေ့ကျတော့ဟောင်းဝက်ရောက်လာပြီးတော့စကန်လေးကိုကြက်တိတ်ဝင်လို့ခြေရောက်အစ်စ်တွေတွေးရှင်ရအောင်ပြန်ပြီးတော့ပြောပြပါတော့တယ်။ ဒီတခါတော့ခြေရရီဟာကျွန်တော်ရဲ့ဇနီးနေတဲ့တဲပြင်ပတ်မှာဖြစ်နေပါရီကျွန်တော်လေးဒေါ်ကြီးထိန်လန်သွားပါရီ Trebillion ကိုရိုင်းကားလေးဒီတရင်ကိုကြတော့3 limited ဖြစ်သွားခဲ့ပါရီဒီကိစ္စကို Savilian ကတော့3ပြည့်မိသလားမပြည့်မိသလားတော့မပြောတတ်ပါဘူးဒါပေမဲ့သူ3ပြည့်မိရတဲ့အချိန်ကလေးသူကဖုံးခွဲပြီးတော့ပြောလိုက်ပါရီငါပြောမယ်မင်းတို့တွေကတယောက်ကဒီနေ့ညမှာ scan နဲ့ကတ်နေပြီးတော့ကျက်တဲ့အလားကို ထိုင်းဆောင်နေရမယ်တို့ကစိတ်ကောင်ကိုရှင်းထားပေးမယ်ကျက်တဲ့ဟာ ဒီနေ့ညနေ9:00နာရီနဲ့6:00နာရီလောက်မှထွက်လာမှာပဲသူကစာလေးစာနေပြီလူကလည်းမကြောက်တော့ဘူးဆိုတော့ဒီညမှာဒိုစကန်နေကိုဝင်ရတော့မှာမဟုတ်တော့စာပိုင်းမင်းထိုင်ပြီးတော့စောင့်မလားကျွန်တော်ကလေလွယ်လွယ်ကူကူပဲသဘောတူလိုက်ပါရယ်နောက်တော့ရေမင်းကြီးဂျိုဝါရုအဖွဲနဲ့အတူတူ ရဲမကြီးဂျိုးစွာတို့အဖွဲနဲ့အတူတူတောပြေသွားကြတော့ဝဝင်ကြီးတကောင်ရလာပါရင်နောက်တော့လက်ဖက်ရည်တောက်ကြပြီးတဲ့နောက်မှာကျွန်တော်ဟာစကန်နဲ့ဂိုင်းနေရာလောက်ဝေးတဲ့တပင်တပင်မှာတွားထိုင်နေလိုက်ပါရင်စိတ်ဒီကောင်ကိုလည်းအဲ့ဒီမှာခြိထားလိုက်ပါရင်ဒိုင်မဲကျက်တဲ့အရေးအယောင်တော့မှမတွေ့ရပါဘူးဘယ်မြောက်ကမှလည်းအတန်မပြူပါဘူးဘယ်ငှက်မှလည်းအတန်မပေးကြပါဘူး စိတ်ကလေးအေးအေးဆေးဆေးပဲငြိမ်နေခဲ့ပါရင်ခနာတော့မျက်စောင်းနေပါရင်နောက်တော့အသာပဲလဲချနေပြီးတော့ငြိမ်နေပါတော့တယ်မြင်ရတော့ကတော့စိတ်ဟာအိပ်ပျော်သွားတယ်ပုံပါပဲကျွန်တော်ကလေးစိတ်လုံးရှားလာပြန်ပါတယ်တချိန်တည်းမှာပဲ Trebillion ရဲ့သွေးမြင့်ကိုမနက်စာစားတော့ကတွေ့ရတဲ့ပုံကိုခေါင်းတွေကထုတ်လို့မရဘူးဖြစ်နေတယ်ဆာဝီလီယန်ရဲ့ဖိတ်ကြားချက်ကိုလက်ခံတာမှားပြီလို့နောင်နာရမိပါတယ်ပထမနဲ့ဒုတိယညရီတုန်းက ထရီဘီလီယံဟာကျွန်တော်အကြိုက်ကိုလိုက်ပြီးတော့ကျွန်တော်ကိုတိတ်ကူးဆိုက်ထားပါပဲဒါပေမဲ့တတိယနေ့ကျတော့သူဟာကျွန်တော်ရဲ့ဇနီးကိုရှောင်နေပုံရပါတယ်စတိုဒါနေ့ကျတော့သူကြီးကတော့ကျွန်တော်ရဲ့ဇနီးကိုချောက်နေတဲ့ပုံရပါတယ်ညသာစားချိန်မရောက်ခင်မှာပဲကျွန်တော်ဟာတိပင်အောင်မှထွက်ပြီးတော့ကျွန်တော်ရဲ့တဲကိုပြန်ပါတယ်ညသာတော့အဝိစားလဲပါတယ်ကျွန်တော်ဟာအင်မတန်အိတ်ကြီးတယ်သူပါဒါပေမဲ့အစားများလိုပဲဖြစ်ဖြစ်အတော်များလိုပဲဖြစ်ဖြစ်ကျွန်တော်ကတကောင်ကျော်နှစ်ချက်တိုးချိန်ဆိုရင်တော့နိုးနေကြပါဒီညကလည်း လာကလေးပြေကနေပြီလာရောက်အောင်မှမြင်လိုက်ရရင်မြင်ွင့်ကြောင့်ကျွန်တော်ဟာဇောက်တုံးပုံးမျိုးဖြစ်လို့မတက်ဖြစ်သွားပါရည်ယတိလကောင်ဟာကျွန်တော်ရဲ့ခန်းစီနားကိုကပ်ပြီးတော့ဖြတ်သွားရည်ပြောက်အိညာတိတ်ပြီးတော့ချမ်းလို့ကျွန်တော်ဟာလေတဲရွက်ရဲ့တကားတွေကိုချောက်မထားပါဘူးကျွန်တော်ဟာလေဘာလို့ရမယ်မသိတော့ပါဘူးလူဟာလေကြောက်နေပါပြီအကောင်းဆုံးကတော့10မိနစ်9မိနစ်လောက်စောင့်ပြီးမှအပြင်ကိုထွက်ပြီးတော့ချောင်းဖို့ပဲလို့တင်လိုက်ပါရည်ဒီတိုင်းပဲကျွန်တော်လုပ်လိုက်ပါရည် ျွန်တော်လေးတကားဝကိုကောင်းပြူပြီးတော့ကြက်တိကိုကြီးလိုက်တော့မရှိတော့ပါဘူးပျောက်သွားပြီဗျာဒါနဲ့ကျွန်တော်လေးကျွန်တော်ရဲ့မိမရဲ့တဲကိုသွားကြည့်တော့တဲထဲမှာဘယ်သူမှမရှိဘူးသူညာဝဲတဲ့အင်ကြီးကလေးခရင်ပေါ်မှာရှိနေပါတယ်ကျွန်တော်လေးကျွန်တော်ရဲ့ဇနီးဟာ Travel Lian ရဲ့တဲကိုသွားရလို့ထင်ပြီးတော့ခေါင်းနဲ့တွေးတက်လာပါတယ်ဒါပေမဲ့သူ့ရဲ့ sorry အလုံးကသူ့ရဲ့ကလထိုင်ပေါ်မှာရှိနေတော့ကျွန်တော်လေးစိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပါတယ် Travel Lian ရဲ့တဲကိုသွားပြီးတော့လူရဲစရာဖြစ်အောင်လို့မလုပ်တော့ဘူးလို့စိတ်ကိုဆုံးဖြတ်လိုက်ပါတယ် ကိုတဲကိုပြန်လာပြီးတော့ကျွန်တော်ရဲ့ဇနီးပြန်လာမှာပဲမေးကြည့်တော့မယ်ဆိုပြီး ARA ပြန်လဲနေလိုက်တော့တက္ကနောအတွင်းမှာပဲအိပ်ပျော်သွားလိုက်ပါရင်အဲ့တော့နေမနဲ့မိုးလင်းပြီးတော့ကျွန်တော်ရဲ့ဇနီးကဝစ်စားပြီးတော့မနဲ့စားသုံးမစားတော့ဘူးလားလို့မေးတော့မှပဲနိုးလာပါတော့တယ်ကျွန်တော်အားလေးကမန်းကတဲ့အဝိစားလဲပြီးတော့ဓမင်းစားကန်းကိုထွက်လာခဲ့တယ်အဲ့ဒီမှာစိတ်လှရှားစရာကိုပို့ပြီးတော့တွေ့ခဲ့ရပါတယ်ဒီတကားတော့ကျတရဲ့ချီရအသေးစက်တွေကိုတွေ့ရပါတယ်အဲ့ဒီတော့ကျွန်တော်ကလေးဒရေးဘီလီယံကိုလမ်းကြည့်လိုက်တော့ သူရဲ့မျက်နှာဟာဖြူပြောပြီးတော့ကြောက်ရွံ့နေတဲ့ပုံပေါ်နေပါတယ်။သူကလည်းသူဖြောင်းနေလို့ခွင့်လို့ပါဆိုပြီးတော့ဒိုင်ယာကနေထားသွားပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ကလည်းကျွန်တော်ရဲ့မိမကိုညာတဲတဲမမရှိဘဲနဲ့ဘာဖြစ်လို့အပြင်ထွက်သွားတာလဲလို့မေးလိုက်ပါတယ်။သူကလည်းကျွန်တော်ရဲ့မျက်နှာကိုကြည့်ပြီးတော့ရီတော့တာပါပဲ။ဘောဇိုလိုလာတယ်လို့လည်းမေးလိုက်ပါသေးတယ်ကျွန်တော်ကလည်းညာတော့ကအချောင်းလေးကိုပြန်ပြောပြတော့သူကပြောတယ်အကိုဟွာရဲ့ရှင်အိမ်မက်မှန်နေရာဖြစ်မှာပေါ့ ကျွန်တော်တကောင်ကျော်နှစ်ချက်တီးကြည့်မှကိုလုံးတီးကြီးနဲ့စကန်နေလျှောက်သွားနေမလားအဲ့လိုမျိုးကျွန်တော်ကလည်းဘာပြန်ပြောရမှန်းမသိတော့ပါဘူးလက်တလုံးမှာတော့လက်တလုံးမှာတော့ကျွန်တော်အိမ်မက်မတ်နေရလို့ပဲချင်းလိုက်မိပါတယ်နောက်နေ့ညကျတော့ rival ခိုင်းပြီးတော့စက်တက်လာရင်ပြတ်တက်မဲလို့မအိပဲနဲ့စောင့်ဖို့စိတ်ကိုဆုံးဖြတ်လိုက်ပါတယ်ဒီကြံစီကိုတော့ဘယ်သူမှမပြောတော့ပါဘူးကျွန်တော်ရဲ့ဇနီးကိုလည်းမပြောပါဘူးပြောလိုက်ရင်တော့လူတိုင်းလူလူကထိုင်ဆောင်နေတော့ကျက်တဲ့ကကြောက်ပြီးတော့လာတော့မှမဟုတ်ပါဘူး။ညသာစားပြီးတော့ကလထိုင်ကိုတကားပေါင်နားမှာ ထားခဲ့ပြီးတော့တကောင်ကျော်တစ်ချက်ထိုးအထိတော့မအိပ်ပါဘူး။နောက်တော့ကျွန်တော်ကလည်းအိပ်ပျော်သွားဟန်တူပါတယ်။ဒိုင်းမေနှစ်ချက်ထိုးကတော့ပြန်ပြီးတော့နိုးလာပါတယ်။လာရောက်အောင်မှာဟိုညာတော်ကတွေ့ခဲ့တဲ့ကျတိပဲကျွန်တော်ရဲ့တင်းနောက်မှာဖျက်သွားတာကိုတွေ့ရပါတယ်။ကျွန်တော်ကလည်း rival ကိုကင်ပြီးတော့ကြည်ရှိမရှိစစ်ဆေးလိုက်ပါတယ်။ပြီးတော့မှခြေပြားထောက်ပြီးတော့ကျွန်တော်ရဲ့တင်းနောက်မှာဖျက်သွားတာကိုတွေ့ရတယ်။ကျွန်တော်ကလည်း rival ကိုကင်ပြီးတော့ကြည်ရှိမရှိစစ်ဆေးလိုက်ပါတယ်။ပြီးတော့မှခြေပြားထောက်ပြီးတော့ကျတိကိုနောက်ကနေပြီးတော့လမ်းပြလိုက်ပါတော့တယ်။ ျွန်တော်လည်းတိတ်ပြီးတော့စိုးရိမ်နေတာဒီဂျက်တဲ့ဟာလူကိုစားဝူးတဲ့ဂျက်တဲ့ဆိုရင်ထရဘီလီယန်ကတော့ကျွန်တော်မရောက်ခင်တိတ်ပါပဲလို့တွေးမိပါတယ်သူ့ရဲ့တဲကိုလည်းရောက်ကိုတကားကိုတစ်ဖက်ကနေပြီးတော့အသာမေးပြီးတော့ကြည်ပေးလိုက်ရတယ်ဂျက်တဲ့ကထရဘီလီယန်ရဲ့ဂရင်ဘေးမှာရက်လို့ထရဘီလီယန်ကတော့ကြောက်လန့်နေတဲ့မျက်နှာနဲ့ဂရင်ပေါ်မှာထိုင်ချနေပါတယ်ကျွန်တော်ရဲ့အမြင်ကတော့ထရဘီလီယန်နှစ်ချက်လှုပ်လိုက်ပြီးတော့ဂျက်တဲ့ကလေးသူ့ကိုခုံအုပ်ပြီးတော့ခြီးသွားတာတော့အမှန်ပါပဲ ီတော့မှကျွန်တော်ကလည်းတွေ့သေးသေးရောက်ရောတကောက်ကိုတစ်ဖက်ကနေပြီးအတောင်မှပြီးကြည့်လိုက်ပါတယ်တစ်တစ်က Travelian ရဲ့ခရင်ပေါ်မှာ Yellow Travelian ကတော့ကြောက်လန့်နေမျက်နှာနဲ့ခရင်ပေါ်မှာထိုင်နေပါတယ်ကျွန်တော်မြင်မှာတော့ Travelian တစ်ချက်လှုပ်လိုက်တာတစ်တစ်ကသူ့ကိုခုံအုပ်ပြီးချီတော်တော့မှပါပဲဒီတော့ကျွန်တော်ကလည်း Rifle တနက်ကိုသေချာပြောင်းပြီးတော့ Travelian ကတော့ကြောက်နေတဲ့မျက်နှာနဲ့ခရင်ပေါ်မှာထိုင်နေပါတယ် ကျွန်တော်မြင်တော့ Trevilian နှစ်ချက်လှုပ်လိုက်ကြတယ်။ခြေသေးကသူ့ကိုခုံးအုပ်ပြီးတော့ခြေသွားတော့တာသိကြပါရယ်။ဒီတော့ကျွန်တော် rival တနက်ကိုတည်တည်ချာချာမြောက်ပြီးတော့ချက်သည့်ရဲ့နှလုံးသားနေရောင်ကိုချင်ပြီးပြစ်ထည်လိုက်ပါရယ်။တမနေ၂မိနစ်မြောက်ကြာပြီးတော့နောက်ကိုလှည့်ကြည့်လိုက်အောင်ချက်သေးဘဝတို့အပြည့်အစုံရောက်ရှိနေတဲ့ဇာပိုင်းကလေးလဲကြနေရာမှာပြန်ထလာပြီး သူရဲ့ကောင်းတော့ကိုပြေးလိုက်လာနေတော့ကိုတွေးလိုက်ရပါရင်သူကကားကိုမြင်မြန်မောင်းတော့လဲမရဘဲနဲ့ရှိနေကကျတိကလည်းမိလာပါရင်ကောင်းတော့ဘိုင်မှာတင်ကနေဖြစ်သွားပြီးတော့ကျတိဦးကောင်းနဲ့ရှိလံများကလည်းခေါင်းပေါ်ကိုတက်မဲ့ဆဲဆဲမှာသူကလည်းကားဆက်နိုးတဲ့ဟန်ဒယ်ကောက်ကိုဆွဲပြီးတော့ကျတိရဲ့ဦးကောင်းကိုရှိသမျှအားများစုစည်းပြီးလွှဲရိုက်လိုက်ပါရင်ရိုက်ချက်ကလည်းအတော်ထီသွားသဖြင့်ကျတိကလည်းလက်ကိုလွတ်ပြီးတော့မြေကြီးပေါ်ကိုကျသွားပါတော့တယ် ရေကလေးနောက်တက်ကိုက်ရီရောင်900မောင်းရောင်မန်ဆောက်တဲ့တောင်တန်လမ်းကိုရောက်ရှိသွားပါတယ်။ကားကိုအရှိန်လျှော့ပြီးတော့နောက်ကိုပြန်လေကြည့်လိုက်တဲ့အခါမှာပဲကျတဲ့ကလေးလိုက်လာနေသေးပင်ဖြစ်ပါတယ်။သူကလေကားရဲ့ဆက်ရှင်ကိုမြင့်တင်လိုက်ရောကားကလေးလုံးဝရက်တန့်သွားပါတယ်။ဒုက္ခပဲ။စတော်တာအလုံးမလုံးရင်တော့ငါတို့သေးပြီ။ဘယ်တော့မှအင်ဂျင်ကိုဟန်တယ်ကောက်နေလှည့်လို့ရမှာမဟုတ်တော့ဘူး။ သူကလည်းစိတ်ငြင်းငြင်းနဲ့ဆက်နိုးလိုက်အောင်ကြံအားလျော်စွာပြီးကားဆက်နိုးလာပြီးတော့တောင်ကုန်းမှဆင်းနိုင်အောင်ကြက်တဲနဲ့ဝေးသွားပါတော့တယ်။ဒါပေမဲ့ကြက်တဲကလည်းတော်ကျွမ်းသူပြီပြီဖြက်လန်းမှလာဆောင်နေလိမ့်မယ်လို့သူကလည်းထင်ပါတယ်။ဒီတချီမှာတော့သူကလည်းကားဆက်နိုးနှော့ကိုမြင်ပြီးတော့မောင်းလိုက်ပါတယ်။ကြံကောင်းထောင်းမှသဖြင့်ကြက်တဲကုတ်တဲ့တံမှလင်းကလက်မသာကွာဝေးခဲ့ပါတယ်။သူနောက်မှအော်ပြောတံကိုကြားနေရပါတယ်။ကဲသွားတော့နော်ရောင်းရင်ကြီး။ ကောင်းကြံစည်းခဲ့ရတာအတွက်ရောနနက်စာစားတောက်ခဲ့ရတဲ့အတွက်ပါဒိတ်ကျေးဇူးတင်တယ်။အဲဒီလိုမျိုးအော်ပြောနေတော့ကိုကောင်းနေကြိုက်တုံးရောက်ခွင့်အကောင်မအရင်တွေ့မြင်နေရတဲ့ပုံစံအတိုင်းစာပိုင်းကိုတွေ့မြင်ရပါတော့တယ်။အလောကောင်းနေရာကောင်းလေးများတွေ့ရင်ကျွန်တော်ပြောပါအောင်နော်။ကျွန်တော်ကဒါဝတ်တစ်တော်လေးမှာအမြင်ရှိနေမှာပါ။စာပိုင်းကပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့ bridge ကလည်းမယူးယုံတမဲကားကိုအပြင်မောင်းခဲ့ပါရဲ့။ တနအီခွဲပြပြန်မောင်းပြီးတဲ့နောက်မှာတော့ break ကလည်းသူ့ရဲ့အင်ရှင်ဖြစ်သူတန်ဝဲတက်တော်ဝင်တော့ Mr. Bushan ရဲ့အင်ကိုရောက်ရှိတော့ပါတော့တယ် Bushan ကလည်းသဘောကောင်းတဲ့စကောလူမျိုးဖြစ်ပါတယ် break ကလည်းသူ့ကိုစိတ်လုံးရှားစွာမေးလိုက်ပါတယ်ဒီမှာ Bushan ကျွန်တော်ပြောပြစမ်းပါဗျာစတဲ့လူသားဆိုတာစတဲ့ဘွားကိုပြောင်းသွားပြီလူသားတွေလားဒါမှမဟုတ်လူဘွားကိုပြောင်းလာခဲ့တဲ့စတဲ့တွေလား ဘရိတ်ရဲ့ပုံစံပုံမှန်တရံကိုကြည့်ပြီးတော့တခုခုတော့ဖြစ်လာပြီလို့ဘူရှန်တွေးမိလိုက်ပါရီအဲတော့ကြောင့်မလို့ကျသစ်လူသားနဲ့ပတ်သက်ပြီးတော့သူတရင်တစ်ခါမှမကြောက်ဘူးတော့လေမိခင်ဖြစ်သူကအမေမြန်ထူတဲ့ကလေးငယ်ကိုပြောင်းပြတဲ့ကဲ့သို့သူကလေးဘရိတ်ကိုပြောလိုက်ပါရီဘရိတ်ရဲ့မိဘရီရှောက်ပြောနေရလေကွာလူကနေပြီးတော့ကျသစ်ဘဝကိုပြောင်းသွားတာတော့ရှိရပါကွာဒါပေမဲ့ကျသစ်ကနေပြီးတော့လူဘဝကိုပြောင်းဖို့ဆိုတော့ကတိတ်ပြီးတော့မိုက်မဲဟာညံတော့ရကြပါပြီမပေါ့ကွာမဟုတ်ဘူးလား ဘရိတ်ကလည်းလောလောဆယ်အဲ့ဒီအပြင်နဲ့ပဲကျင်းနှံလိုက်ရပါရဲ့ဘူရှန်ကလည်းဆက်လက်ပြီးတော့ပြောပါရဲ့မင်းကြီးကတော့တိတ်ပင်ပန်းနေပုံရတယ်ဝီစကီနဲ့ဆော်ရာတောက်ပြီးတော့ရေမှုချိုးလိုက်ပါလားကွာအားလုံးအသိရှိပါရဲ့ပြီးတော့လက်ဖက်ရည်တောက်ကြတာပေါ့အဲ့ဒီတော့မှမင်းရဲ့အဖြစ်ပြက်ကိုအစားဆုံးပြောပြပါလားနော်ဟုတ်ပြီလားဘရစ်ကလေးဝီစကီနဲ့ဆော်ရာကြောင့်၎င်းအေဂျေဖီသူရဲ့အားပေးနေသိမှုကြောင့်၎င်းသူရဲ့စိတ်တွေပြန်လည်မူမှန်လာပါရဲ့ရေမိုးချိုးပြီးတော့လက်ဖက်ရည်တောင်းနေကြစီမှာပဲဘရစ်က ဘူရှန်အားသူ့ရဲ့အံ့ဩဖွယ်အဖြစ်အပျက်ကိုပြောပြလိုက်ပါရယ်ပြီးတဲ့နောက်ကျတဲ့လူသားတို့ရဲ့မူလအစနဲ့ပတ်သက်ပြီးတော့ထမ်းမှန်မင်းမြန်းပါရယ်ဘူရှန်ကလည်းရှင်းပြလိုက်ပါရယ်อืมဒါဟာရေးမပါဘူးလို့စာပိုင်းကပြောတာကိုငါလက်ခံပါရယ်ဒါပေမဲ့သူရဲ့ဇနီးဖြစ်ပုံကိုကြည့်ပြီးတော့လူကောင်နေစက်တဲ့ဖြစ်သွားနိုင်တာဟာလူသားတွေရဲ့တခုတည်းသောအခွင့်အထူးဖြစ်ရဲ့ဖြစ်ပုံရရည်လीအိန္ဒိယလူမျိုးတယောက်အနေနဲ့ကတော့သူရဲ့ဇနီးရဲ့ဝိညာဉ်ဟာဇာဝင်းရဲ့ကိုယ်လေးကိုဝင်ရောက်သွားတယ်လို့ဆိုရမှာပဲဒါပေမဲ့ဒါကလည်းပြဿနာတစ်ခုပေါ်လာနိုင်တယ် စာပိုင်းရေးဇနီးဟာဒီပညာကိုဘယ်ကနေပြီးတော့တက်လာခဲ့တယ်လဲနောက်တစ်ဖက်မှာလေစာပိုင်းဟာဒီဇလန်ကိုထွင်ပြီးတော့ဒေါ်လေးမှရှိနေတော့သူကိုယ်တိုင်စတိအဖြစ်ပြောင်းသွားနိုင်အောင်လို့အချင်းယူခေါ်တဲ့အနေနဲ့မင်းတို့ကိုအချင်းဆွဲထားတာလေးဖြစ်နိုင်တယ်မင်းရဲ့ကာစတာတာနှိုးလို့ချက်ချင်းမရတယ်လို့မျိုးသူရဲ့ကိုယ်လေးကအတွင်းအင်ဂျင်ကိုလည်းအနှုတ်ရခက်မှာပေါ့ဒီမှာငါပြောမယ်မင်းဒါဝတ်ကိုပြန်ရင်မင်းနဲ့အတူတူငါပါလိုက်ခဲ့မယ်မင်းတို့ကိုင်းရဲ့ brown day automatic တမျိုးမဟုတ်တဲ့ခြောက်လုံးပြုတ်ကိုငါယူလာခဲ့မယ် စီစံလေးအပြည့်ထိခဲ့မယ်ဒီတစ်ခေါက်စာပိုင်းနဲ့တွေ့လို့ကတော့ဒီကောင်ကွဲပြီလို့တော့မှတ်လိုက်ပြီတော့ကွာဘူရှန်ကလည်းခတ်တူတူရဲလိုက်တော့လေဘရိတ်ကကျဲလောင်စွာရဲမောလိုက်ပါရင်ဒါပေမဲ့သူတို့နဲ့ဥပင်စာပိုင်းကိုနောက်ထပ်မထွေကြတော့ပါဘူးခြေလုံးပြူပြင်းလေပြည့်စရာမလိုတော့ပါဘူးအကြောင်းကတော့ ရွရတာအချင်းထောင်ကိုလမ်းပြီးတော့စုံစမ်းလိုက်တဲ့အခါမှာပဲအဲ့ဒီနာမည်မျိုးရှိတဲ့အင်္ဂလိပ်လူမျိုးတစ်စုံတစ်ယောက်မြောက်အဲ့ဒီတောတွင်းမှာမကြခဲ့ဘူးကြောင့်ကြားသိရပါရယ်အမှန်ကတော့စာပိုင်းဆိုရာကအမှန်ပင်လောကျံဖန်တီထားတဲ့အမည်ဖြစ်နိုင်ပါရယ်တိုသည်မဟုတ်ဘူးရှန်ပင်လင်းလေအတွင်မနိုင်ပါရယ်ပြေးတွေ့ဆုံခဲ့ရတဲ့စာပိုင်းအမိခံယူထားတဲ့သူကလည်းကျက်တဲ့ဘွားမှလူဘွားကိုပြောင်းလဲနိုင်သူဖြစ်ပြီးတော့လူဘွားမှလည်းကျက်တဲ့ဘွားကိုပြောင်းလဲနိုင်သူတူဖြစ်နေတာကြောင့်ဖြစ်ပါတော့ရည် ဟုတ်ကဲ့ပါပြီမြောင်းအခုနားဆင်ကြရတဲ့ဇလံကတော့စာရေးသူဆရာကြီးနန်းဆန်းရောင်ရေးသားထားတဲ့ရုပ်ပြောင်းရုပ်လွဲအတက်ပညာဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇလံကိုအစားကားနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရယ်ပရိသတ်များတာယာချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပီးလိုက်ပါရယ်ခင်ဗျာ